အာစီနှစ်ချင်းတတမနေအတင်းတော် AG တွေတခြားအတင်းတော်တွေမြောက်များစွာရှိတယ်။အဲ့ဒီထဲကဘေးရီမှန်လဲလို့ကျွန်တော်တို့လာမေးတဲ့အခါကျွန်တော်တခုပဲဖြစ်ချင်ပါတယ်။ယေရှုခရစ်တော်ကတော့မှန်တော်လန်ခီတမန်တရားဖြစ်တယ်။အဲ့တော့အတင်းတော်တွေဆိုတာကမိသားစုဝင်တွေလိုပဲတစ်ဖွဲ့နဲ့တစ်ဖွဲ့တည်ဆောက်တဲ့ပုံစံတွေမတူကြဘူး။ရည်တည်ချက်တွေမတူကြဘူး။ချမှတ်ထားတဲ့စီမင်းစီကန်းတွေဩဝါဒတွေမတူကြဘူး။ဒါပေမဲ့အဲ့ဒါတွေမတူရင်တောင်မှ ကဲတင်ချင်းတရားနဲ့ပတ်သက်လာရင်ကတော့တူနေဖို့လိုအပ်တယ်။အဲ့ဒီကဲတင်ချင်းအမှုကိုယေရှုခရစ်တော်တပါးဒိတာလင်ဝေဆွမ်းနိုင်တာဖြစ်ပါတယ်။ကောင်းကင်အောင်မြေကြီးပေါ်မှာကဲတင်နိုင်သောနာမယေရှုနာမတစ်ခုတည်းရှိတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအသင်းတော်တွေကကဲတင်ချင်းနဲ့ပတ်သက်လာလို့ရှိရင်ယေရှုခရစ်တော်ကိုဖယ်ပြီးမှတခြားအရာတွေကိုအစားထုတ်လာတယ်ဆိုရင်ကတော့လုံးဝမားတယ်လို့ကျွန်တော်ပြောချင်ပါတယ်။အဲ့တော့ဒီနေ့ခရစ်ယာန်အများစုကတွတ်ရှုပ်လို့မရဘူး။သူ့အနေနဲ့သူတောင်ရှုပ်နေကြတယ်။ တခြားဘာသာဝင်တွေကလာပြီးထုတ်တဲ့မေးခွန်းတွေကိုဖြေနိုင်ဖို့မပြောနဲ့ကိုယ့်အနေကိုအချင်းချင်းမာတော့မှချုပ်ချက်ခတ်နေတာတွေအများကြီးလေနော်အဲ့တော့ရှင်ဘောလူဆိုတဲ့ပုဂ္ဂိုလ်ကိုအကျိပ်ပမြင်ကသူ့ရဲ့အကြောင်းကိုစစ်ဆေးမေးမြန်းတဲ့အခါမှာရှင်ဘောလူရဲ့ဓမ္မပညာကအကျိပ်ပမင်းတော်မှငါခရိယန်ဖြစ်တောင်ဖြစ်လို့နီးပြီတဲ့အဲ့တော့ဒီကောင်မမေးတော့နဲ့ဆိုပြီးမှ ရှင်ဘောလူကိုမမေးတော့ဘူးလीနော် အဲကျွန်တော်တို့ယုံကြည်သူတွေဆိုရင်ဒီနေ့အတင်းမေးလို့ရှင်ကိုကိုယ်တိုင်တော့မှကိုယုံကြည်သားတာကဘာလဲညာလဲဆိုပြီးမှဟိုဘက်ကိုပိုင်အောင်ပါပေါ့မယ်ဒါတဘောပြောပြတာကိုယ်တတတဲ့မှာလုံလောက်တဲ့ဓမ္မပညာဓမ္မအတိကတော့ရှိဖို့လိုအပ်တယ်ဒါကြောင့်ရှင်ဘောလူကအတင်းတော်တွေကိုဘာဆုတောင်းပေးလဲဆိုတော့ဖရာတခင်ကိုတိတော်ဉာဏ်ပညာတိုးပွားခြင်းရှိသဖြင့်လကောင်းပြီးရင်ပညာအမျိုးမျိုးဓမ္မညံအမျိုးမျိုးအပြင်အလိုတော်ကိုအကုန်အစင်နားလဲပါမိအကြောင်း ဆုတောင်းပဒနာပြု၏ဓမ္မညံရှိမှပဲဘုရားသခင်ရဲ့အလိုတော်ကိုပိုင်းခြား၍သိနိုင်မှာဓမ္မဆိုတာတရားနော်အဓမ္မဆိုတော့မတရားပါနော်အဲ့တော့ဒီဓမ္မညံအပြင်နဲ့ဘုရားသခင်ရဲ့အလိုတော်ကိုအကုံအစင်နားလဲပါမိအကြောင်းဘာနဲ့လဲဓမ္မညံအပြင်ဘုရားရဲ့အလိုတော်ကိုလေဘုရားသခင်ရဲ့အလိုတော်ကိုပိုင်းခြား၍သိဘုရားသခင်ရဲ့အလိုတော်ကိုပိုင်းခြား၍တည်ဖို့ဆိုရင်ဓမ္မညံရှိဖို့လိုအပ်တယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်အပြောကောင်းတဲ့သူတွေ အဟောကောင်းတဲ့သူတွေပြောတဲ့ဥစ္စာကိုအမှန်ယုံပြီးတော့သူတို့တို့ like လမ်းမကိုရောက်တတ်တယ်ကျွန်တော်တတတာထဲမှာလဲတခါက prophet တယောက်လာပြီးမှကျွန်တော်ကို prophet ပြူတယ်အဲ့တော့ကိုကလည်းတမားတွေကိုမသိတဲ့အခါမှာယုံနေလीသူလာပြီးတော့ prophet ပြူတယ်နင်ကအကစားမှထူးချွန်မဲ့သူဒါပေမဲ့ပြန်စင်းစားတယ်ကျွန်တော်အကစားဝါဒနာလည်းမပါဘူးစိတ်လည်းမပါဘူးဩဟုတ်ပြီဒါပေမဲ့ prophet ဖျားလူပြူတယ်ဆိုတော့မှန်ပါလိမ့်မယ်နာမည်တော့မပြောဘူးဒါပေမဲ့ကျွန်တော်အကစားတမမဖြစ်လား ပြီးနောက်တရလွန်ခဲ့တဲ့2018မှာကျွန်တော်တို့ prophet ပြုတ်ပြီးတယ်။အာတဲ့ဘုရားတခင်ကနင့်ကိုစီးပွားရေးမှာကြီးမားစွာသုံးပါကျွန်တော်တို့ဟာစီးပွားရေးဓမ္မဖြစ်သွားပြန်ရောအာကစားဓမ္မဖြစ်လိုက်စီးပွားရေးဓမ္မဖြစ်လိုက်เนาะဒါကြောင့်ဓမ္မညံမရှိဘူးဆိုရင်ကျွန်တော်ဒီအရာတွေကိုပိုင်းခြားပြီးမသိနိုင်ဘူး prophet လိန်တွေ prophet ညာတွေမိစ္ဆာ prophet တွေဒီနောက်ကိုကျွန်တော်တို့ကောက်ကောက်ပါအောင်ပါဝါတက်တယ်။ဒါကြောင့်ယုံကြည်သူဖြစ်တဲ့တည်ရင်တတထဲမှာဓမ္မညံရှိဖို့လိုအပ်တယ်အခုတချို့အဖွဲရှိပါတယ် ကျန်းစာလုံးဝဖတ်စရာမလိုဘူးကျန်းစာဆိုတာကဒါနောက်ကျသွားပြီဝိညာဉ်တော်ဖွင့်ပြရင်ဖွင့်ပြတဲ့အတိုင်းတွားရင်အဆင်ပြေတယ်ဝိညာဉ်တော်ဥဆောင်နေနောက်ပဲလိုက်ဒါမျိုးငပေါ်အဖွဲလည်းရှိအဲ့နောက်ကိုလိုက်သွားတဲ့သူကလည်းဟာမနှင်းမနှိုးပဲနော်ဒါကြောင့်တိတ္တတာထဲမှာဓမ္မညံမရှိလို့ရှိရင်သူများလိန်တာခံရမယ်သူများညာတာခံရမယ်ကိုကိုတိုင်းဓမ္မညံရှိအောင်ကျန်းစာကိုတေချာလေ့လာစဉ်းစားသုံးသပ်ပြီးမှဆင်ခြင်ဖို့အရေးကြီးတယ်ဆိုတဲ့အရာလေးကိုအနည်းငယ်တိုက်တွန်းခေါ်ပြပါရစေ အရောက်တန်းချမ်းကောင်းကြီးရှိပါစေ